ဂျော့ဂျီယာအက်ဒီမင်းနဲ့မြန်မာလူကြီးဝင်လာတဲ့အချိန်ကျွန်တော်က touch foot ထည့်ထားတာဖြစ်တဲ့အတွက်ဟော်ဒီလိုမျိုး easily ရှောင်ပြနိုင်နေဆိုတဲ့အကွက်တီးတီးလေးတွေကဘာမှမဟုတ်တဲ့မခန်းနစ်လေးတွေပါအဲ့ဒီလိုမျိုးဘာမှမဟုတ်တဲ့မခန်းနစ်တီးတီးလေးတွေရာပဲပွဲတော်ပွဲရဲ့အနိုင်အရှုံးကိုဆုံးဖြတ်ပေးနိုင်ပါတယ် channel ထဲမှာရှိတဲ့ဒါတွေမသိဘဲနဲ့ဂိမ်းဆောင်နေတော့လားဆိုတဲ့ playlist ထဲမှာဆိုရင်ဒီ video ကိုထည့်ပုံးလိုက်ရင်အားလုံးပေါင်း၁၀ပုဒ်ရှိပြီဖြစ်တဲ့အတွက်ထုံးစံတိုင်းပဲကျွန်တော်ဒီ video မှာပြပြမဲ့စကေးထစ်ဆန်ထွက်တည်နေစကေးကူမိုတွေအကုန်လုံးကကျွန်တော်မူပိုင်မဟုတ်တာဖြစ်တဲ့အတွက် original creator အားလုံးကိုလည်းဒီကနေပြီးအပြည့်အဝ credit ပေးပါတယ်ဗျမိလိနိုင်တဲ့အတွက်ဒီ tip ကိုကျွန်တော် ော်အရင်တစ်ခေါက်ကတခါပြောမှုပါတယ်မီလီနာတယောက်အနေနဲ့ hyper versa ရဲ့ jungle rotation ပုံမူတည်ပြီးတော့ကိုက position ယူပြီး lane ရှင်းရတယ်ဆိုတာပါကျွန်တော်ရဲ့ jungle လာဖြစ်တဲ့ကုရှင်က rapper ကိုအရင်စားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ rapper နားလေးရခြုံနားလေးမှာဒီလိုမျိုးရည်တည်ရည်တည်လုံရင်းနဲ့ကျွန်တော် creep ရှင်းပါတယ်ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့က hyper ကိုကုရှင်ခြင်ထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် level 4မရမချင်းဒီကောင်အားလီမှာမတားပါဘူးအဲ့ဒီမှာတိုက်ဆိုင်တာလားတော့မသိပေမဲ့ enemy jungle လာကြီးကဆူယူကြီးဖြစ်နေပြီးတော့ level 3ရအနေနဲ့လှုပ်ရှားလို့ကောင်းတဲ့ဆူယူတို့ဂျူလီယန်တို့ကအားလီမှာအရန်တားတဲ့ jungle လာတွေပါဒီဘွေးမှာတော့အားလီပိုင်း rotation ေးရှင်းနေဘာမှတိတ်ပြီးတော့ထူးထူးခြားခြားတွေလုံလုံခက်ခက်တွေဖြစ်မသွားဘူးဆိုပေမဲ့အကယ်လို့များဆိုတဲ့အတွေးနဲ့ဒီလိုတွေးမိပါတယ်ဒီပွဲမှာဆိုတွေးကြတဲ့အတိုင်းပဲ enemy ဘက်ကချန်ဂေလာကအာလီဘိုင်းမှာရန်တာတဲ့ဆူယူပါနောက်ပြီးကျွန်တော်ထိန်းနေရတဲ့မစ်လိန်နာကဖာစာကြီးဖြစ်ပြီးတော့ဖာစာဆိုတာလည်းတီးကြတဲ့အတိုင်းပဲစကေး1စကေး2ရပြီဆိုတာနဲ့ enemy ကိုစက်တန်းနိုင်တဲ့အပြင်ဒါမိလည်းအတော်အသင့်ပါတယ်မိတကောင်မှာ enemy ဘက်ကရိုမာကိုလည်းတွားကြည့်လိုက်အောင် high low ကြီးဖြစ်နေတဲ့အပြင်ကိုမှ high low ဆိုတာလည်းတီးတဲ့အတိုင်း rapper line နဲ့ဆော့မယ်ဆိုရင်အာလီမှာဖျက်ရခတ်ပြီးတော့တော်တော်လေးမှာပါတယ်ဒီပွဲကိုအဝင်းလင်းဆုံးပြောရမယ်ဆိုရင် enemy ဘက်ကစောက်သုံးမကြလို့သာရှုံးသွားရဲဆိုပေမဲ့တကယ်တကယ်နဲ့သူတို့အုံနောက်ရှိ ို့လာခဲ့နေဆိုရင်ကျွန်တော်တို့ကဖေးရမှာပါကျွန်တော်ဗလက်တီနာရထားရဲဆိုတာမှန်တယ်ဒါပေမဲ့ level 4မရှိရင် तू ကလည်းဘာမှထွတ်ထွတ်ထွတ်လုံးလို့ရတဲ့မေးတကောင်မဟုတ်လေတော့ပြောရမယ်ဆိုရင် Natalia Romai နဲ့ကဒီ flow ကအဆင်မပြေပါဘူးဒီတော့ဒီလိုတွေးကြတာပေါ့ကုရှင်ကဘတ်စားနေတယ်ဗျာကုရှင်ကဘတ်စားနေတဲ့အချိန် Suyu ကလည်းဘတ်စားပြီးသူ့ရဲ့ blue back ကနေပြီးတော့ကျွန်တော်တို့ရဲ့ rap back ကိုလာတိုက်မယ်ဆိုကြပါစို့ကျွန်တော်နဲ့ထိန်းနေရတဲ့ Milena Farsa နဲ့ Roma ဖြစ်တဲ့ high lower Suyu ကိုလာကူတဲ့အခါကျရင်တေချာတစ်ခုကတော့ကျွန်တော်တို့ကဘတ်ပါပါမဲ့အပြင်ကုရှင်ကိုပါ keep ပေးရနိုင်တဲ့အခြေအနေတွေရှိပါတယ်တကယ်လို့သူတို့ဘက်ကခမ်းမယ်ဆိုပြီးတော့စဉ်းစားလိုက်မယ်ဆိုရင် Natalia ဆိုတဲ့ ဲ့ရုံမှာလည်းအားလေးပိုက်မှာဘာဓာမိမှမရှိတာဖြစ်တဲ့အတွက်နတာလီယာကိုပါကေးရပြီးဆူယူအီရတပွဲလုံးဖတ်သွားပါပြီ။ပြောချင်တဲ့ main point ကိုပြန်သွားရမယ်ဆိုတော့ဖြင့် Valentina ကင်ထားရဲ့မက်လီနာကျွန်တော်အနေနဲ့ကကျတော့ lane ကို position မှန်မှန်နဲ့ရှင်းတက်ဖို့လိုသွားပါပြီ။အကယ်လို့ဆူယူအီရဒီလိုမျိုးသူ့ရဲ့အပေါင်းပါတွေမိသားစုလိုက်ကြီးကိုခေါ်ပြီးတော့ buff လာတိုင်းမယ်ဆိုကြပါစို့ဗျာ။အမှမက်လီနာဖြစ်တဲ့ကျွန်တော်က lane ကိုဒီလို position မှန်မှန်နဲ့မရှင်းမနဲ့ဖြစ်လက်စကန်ခရီးအကုန်လုံးကုန်သွားရင်ပြီးရောဆိုပြီးတော့ရှင်းလိုက်တယ်ဆိုကြပါစို့ဗျာ။အဲ့ဒီအချိန်မှာဟိုကူမီကိုလို့ဆူယူအီဘလူးဘတ်စားပြီးလို့သူ့ရဲ့အပေါင်းပါတွေနဲ့ရပ်ဘတ်နာကိုရောက်ရှိလို့နေလာပါပြီ။အဲ့ဒီအချိန်မှာကူရှင် င်ရလဲဟာဟိအောင်နေအန်တမီကလာတိုက်နေငါဘဆားရဲ့တန်လိုင်းကြီးဆိုပြီးတော့ဘာစပဲမှ300ရမရှိတော့ဘဲနဲ့ဆူယူကြီးက၎င်းနေကေးရသွားပါလိမ့်မယ်ဒီကောင်သာကန်ကောင်းမယ်ဆိုရင်နတ်တလီယာကိုပါကေးအစ်စ်ရမှာပါအတခုသိထားမှာကဆူယူကကျွန်တော်တို့ရဲ့ရက်ဘက်ကိုလာတိုက်မယ်ဆိုရင်ဆူယူအနေနဲ့ဒီရေးဘားကြီးကိုဖျက်ပြီးမှကျွန်တော်တို့ဘက်ကိုတိုက်ရမှာဖြစ်ပြီးတော့အန်တမီရုံမှာဖြစ်တဲ့ high loss တို့အန်တမီမစ်လိန်နာဖြစ်တဲ့ farsa တို့ဟာဆိုရင်လည်းပဲအဲ့ dive တာကိုတောက်ကူမယ်ဆိုရင်လည်းပဲဟောရီယာရေးဘားကြီးကိုဖျက်ကိုဖျက်ရပါလိမ့်မယ်ဒါပေမဲ့အောက်ကဂိုးလိန်ကြီးဖြစ်နေလို့ high loss ကဒီဘက်ကနေကြွေပြီးလာမယ်ဆိုရင်တော့တမျိုးတစ်ဖုံပြောင်းလဲသွားနိုင်နေပေါ့လေ ီအဲ့ဒီလို enemy jungler လာထိုက်တာနဲ့ကျွန်တော်တို့ကခရီးကိုပိုးစရှိမှန်မှန်နဲ့ရှင်းတာနဲ့ဘာဆိုင်လဲဆိုရင်တော့ဒီမှာကြည့်ပါလိန်ရှင်းနေတဲ့အခါဒါမှမဟုတ်ရင်လေလိန်ရှင်းပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဟောဒီလိုမျိုးခြုံထဲမှာအောင်ပြီးတော့ enemy hyper ကိုယ့်ရဲ့ jungler တွေကိုလာပြီးတော့နှောက်မလားဒါမှမဟုတ်ရင်လေလာပြီးခံမလားဆိုတာကိုကျွန်တော်တို့က vision မြင်ရပါတယ်ရှေ့မှာပြောခဲ့သလိုပဲ enemy hyper ကိုရီးယား jungler စုံတွေကိုခန်းတော့မယ်ဆိုရင်ဟောဒီက river ကိုဖျက်ကိုဖျက်ရမှာဖြစ်ပြီးတော့အဲ့ဒီလို river ဖျက်တဲ့အခါကျွန်တော်တို့ကခြုံထဲမှာနေနေရဖြစ်တဲ့အတွက်ပိုးစရှိကိုမြင်ရတယ်ဟိုက enemy ရဲ့ vision ကိုမြင်ရတော့မတ်မှလေ vision ပေါ်နေမှာဖြစ်တဲ့အတွက်ကိုယ့်ဘက်က hyper ဘက်ကိုဆက်စားမလား ားဓမ္မမွန်ရင်လေးပြေးရမလားဆိုတဲ့ option ကသူ့ဘာသာသူရွေးချယ်ရမှာပါ enemy ဘက်ကမိသားစုလိုက်ကြည့်လာခိုင်းမယ်ဆိုရင်တော့တေချာတစ်ခုက buff ကိုပေးလိုက်ရမှာဖြစ်ပြီးတော့ hero game မပေးရရင်တော့မှကျွန်တော်တို့အတွက်အများကြီးတာနေပါပြီအထူးသဖြင့်တော့ဒီ trick ကို link hyper တို့ funny hyper တို့ harabusa hyper တို့အပြင် grandja တို့ harley တို့လိုကောင်းတွေကို hyper ဆော့တဲ့အခါကျရင်ကိုရီးယား millionaire တယောက်အနေနဲ့ကြည်ပေးတဲ့ enemy ဘက်ကလာခန်းတီဖြစ်စီမကန်းတီဖြစ်တီဒီနီးလန်းကကျွန်တော်တို့အတွက်ကြိုတင်ဖြစ်စင်ထားတာဖြစ်ပြီးတော့ပြောရမယ်ဆိုရင်ကိုရီးယား lane minion တွေကိုအလုတ်ခံပြီးတော့ vision စစ်ပေးနေရတာလည်းမဟုတ်ဘူးဗျာဒီတိုင်းလေးပဲကိုဘာသာကိုခြုံထဲမှာအောင်ပြီး vision ပြနေုံမှာ ဲဖြစ်တဲ့အတွက်ကို့အတွက်ဘာမှအရှုံးမရှိရဒီလိုထစ်ပလေးကိုတော့မင်းလိန်နာတိုင်းမှတ်ထားစေချင်ပါတယ်ကိုကမင်းလိန်နာကင်ထားတာဖြစ်တဲ့အတွက်မလင်းရဲ့တာဝန်ကိုတော့100%ကြီးပွန်အောင်ထမ်းဆောင်ရမယ်ကိုကမလင်းတာဝန်ကိုကြီးပွန်ရတဲ့အတိုင်း hyper ကြီးကစောက်သုံးမကြနိုင်ဘူးဆိုရင်တော့ report to be စဲတာလုတ်ခဲ့ပါ ချို့ချင်းနေမှာကိုပေးချင်တာမြေတားဖြစ်နေပေမဲ့သူရဲလိုက်တာဗန်းစားရတာနေတဲ့ဒဏ်ရာရဖြစ်နေတယ်လေကျွန်တော်ဆိုရင်ဆလီနာရဲ့စကေးဝမ်ထရက်ကိုချပြီးတော့ဝင်းတော်မကောက်တော့ပဲနေဒီတိုင်းပစ်ထားခဲ့တယ်ဟာလီဆိုရင်လည်းတွေးကြတဲ့အတိုင်းစကေးဝမ်သုံးပြီးတော့ဘလူးဘတ်သူပါသာသူဘလူးဆားဆားဆိုပြီးပစ်ထားခဲ့ပါတယ်ဒီလိုချင်းနေမှာကျွန်တော်တို့နှစ်ယောက်ကဥပစ်ကပြုတ်လိုက်တာကသူကောင်းမှုအတွက်ကျွန်တော်ရွေးချယ်နိုင်တဲ့ရွေးချယ်စရာတစ်ခုဖြစ်နေတာမျိုးပေါ့အာလီဘိုင်း၅မိနစ်မှာဂျန်ဂေလာတယောက်အနေနဲ့ဗန်းစားတဲ့အခါရေရိုတမ်းမီကိုပဲပြေးမှဖြစ်ပြီးတော့ပြောရမယ်ဆိုရင်ဗျာဗန်းစားရတာကပုံမှန်နှုံထားအတိုင်းပဲသွားနေလိမ့်မယ်ကိုပါတာကိုတယောက်ထဲဗန်းစားနေရအောင်ဂျားရီကနေပြီးတော့ ရဲ့ teammate 200 300လောက်ကဘတ်လာကူလိုက်လို့ရှိရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲကိုကဘတ်ကိုပေးမဲ့ damage တွေကရော့သွားမှာဖြစ်ပြီးတော့ဘတ်စားရတာကအရင်ကတက်ပို့ပြီးတော့ကြသွားနိုင်ပါလေအဲဒါကြောင့်မလို့ကိုကစေစနာမြင့်တာပြင်းနေဘတ်သွားကူရဲဆိုပေမဲ့ဂျန်ဂီလာအတွက်ကတော့ဘတ်စားရတာကြတဲ့ဒဏ်ရာမျိုးတွေဖြစ်နေတတာပေါ့အဲဒါကြောင့်မလို့ပြောချင်တာကဘာလဲဆိုတော့ဗျာမိတွေတက်နေနေနဲ့ဘတ်ကိုကူးခြင်းတပဆိုရင်တော့မှကိုရီးယားဘေးစေးထက်နှစ်ချက်သုံးချက်ဒါမှမဟုတ်ရင်လည်းဗျာစပယ်တစ်ခုခုလောက်ပဲသုံးခဲ့ပြီးတော့ဘတ်ကိုကူးစေချင်ပါလေနောက်ပြီးဂျန်ဂီလာခိုင်နှားရဲ့လူတွေကိုပြောချင်တာတစ်ခုကဘာလဲဆိုတော့အာလီဘိုင်း9မိနစ်မပြည့်ခင်မှာကျွန်တော်တို့ကလိန်ခရီတွေကိုလုံးဝလုံးဝသွားပြီးတော့ ားလို့မရဘူး main lane cree ပဲဖြစ်ဖြစ် go lane cree ပဲဖြစ်ဖြစ် eap lane cree ပဲဖြစ်ဖြစ်ဘယ် cree မှာကိုစားလို့မရတာပါ vanilla ကင်နာရဲ့လူတွေက cree စားမယ်ဆိုရင်ဗျာ eap lane cree စားတယ်ဆိုကြပါသူအဲ့ဒီခါကျရင်ကျွန်တော်တို့က eap နည်းနည်းလေးပဲတက်မှာဘာမှထူး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 ပြောင်းလဲသွားတာမရှိဘူးဗျာဒါပေမဲ့ eap lane မှာနေရဲ့ eap lane ကကျတော့ cree လေးတစ်ခုလွတ်သွားတယ်သူ့အနေနဲ့ level 4မရတော့ဘဲနဲ့ data battery low battery လာမဆိုင်နိုင်တာတို့ဘာလို့ဖြစ်နိုင်နေ main lane တို့ go lane တို့ဆိုရင်လည်းအဲ့လိုပါပဲအဲ့ဒီတော့ပြောရမယ်ဆိုရင် brother တို့အနေနဲ့ဘာမှစားစရာမရှိလို့လက်ရနေတယ်ဆိုရင်တော့မှ main lane go lane cree တွေဒါမှမဟုတ်ရင်လည်းဗျာ eap ESP ခရီးတွေကိုတော်တော်ပြီးတော့မစားပါနဲ့ကျွန်တော်တို့တော့အဲ့ဒီခရီးနှစ်ကောင်သုံးကောင်ဘာမှမဟုတ်ဘူးဆိုပေမဲ့ ESP လိန်နာရီ၉လိန်နာရီမစ်လိန်နာရီအတွက် ကကြတော့ဒီခရီးလေးတစ်ကောင်နှစ်ကောင်လွတ်သွားတာနဲ့ဘွားကြီးပဲပြတ်သွားနိုင်ပါလိမ့်ဘာသာရူကအခုချိန်ဒီ enemy jungle လားဘယ်ဘက်ကိုအရင်စားတာလဲဆိုပြီးတန်ယူ vision သွားစစ်ခိုင်းနေတော့ဆိုရင်တော့တော်တော်လေးဟိုမှာခင်နောက်ကျနေပြီးဒုံးဝင်နေပါပြီကျွန်တော် rabbit ကိုစားလိုက်ပြီးတော့ဘသူတွေကိုဘလောက်ရည်လဲဆိုတော့တစ်ချက်စစ်လိုက်ပါတယ်တွေးကြတဲ့အတိုင်းပဲ lensy log ကလည်းကျွန်တော်လိုမျိုးပဲကိုကအတူတူပဲဖြစ်နေတယ်အဲဒီတော့တန်ကိုလည်း vision သွားစစ်ခိုင်းစရာမလိုတော့သလိုထွတ်ထွတ်ထွတ်ဘာမှအများကြီးတွေးမနေပါနဲ့တေချာတစ်ခုကတော့ lensy န်စီလောကကျွန်တော်လိုပဲ rapper ကိုအရင်စားတာပါ။ဒီကြလားမသေးကြဘူးလားဆိုတော့ minimal လေးကိုထောက်ကြည့်လိုက်တဲ့အခါလန်စီလောကြီးက rapper ကြီးပြူးပြူးပြဲပြဲကြီးနဲ့ရှောက်သွားနေတာပါ။ဒီလို rapper ရင်စားတယ် blue bag ရင်စားတယ်ဆိုတဲ့ information တွေရလို့ရောငါတို့ကဘာလုပ်ရမှာလဲဆိုပြီးတော့ main နေတဲ့လူတွေအတွက်ပြောရမယ်ဆိုတော့ဖြင့်ပတ်သွားနောက်လို့ရပါတယ်။ကျွန်တော်ခံမှန်းကြည့်အရာဆိုရင်လန်စီလောအနေနဲ့ gobi တော့မှသူ retribution တုံးကိုတုံးလိုက်ပြီဗျာ။အဲ့ဒီတော့ blue bag အတွက် retribution ကမရှိတော့တော့ပါဘူး။ဘတ်အမေပြီးရင် easy လေးပဲပြန်ပြီးတော့ဘတ်လာလို့ရပါပြီ။တပွဲတွေမှာဆိုရင်လည်းဗျာတော်တော်များများသတိထားမိကြမှာပါ။ gobi တော့မှဆိုရင် ူတို့က retreat မပေးပေးအောင်စွာတယ်စွာပြီးသွားလို့ retreat ပေးသွားပြီဆိုလို့ကတော့ဘတ်သွားနောက်ကြပါပြီဒါပေမဲ့တတိကတ်ထားမှာကဒီဟာက5 party ဆော့နေရလဲမဟုတ်တလို့ပြိုင်ပွဲလေးမောက်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်အနေဗီဘက်ကဘတ်လေးတစ်ခုပါသွားတာကဘာမှထူးထူးထူးပြောင်းလဲသွားတာမျိုးတော့မရှိဘူးဆိုပေမဲ့ဘတ်အရန်လိုတဲ့ hero တွေ energy လိုတဲ့ hero တွေဆိုရင်တော့ပြဿနာရှိပါတယ်မိတွေတက်နေရလဲဒီအချက်ကိုမှတ်ထားခြင်းဟာကိုယ့်ရဲ့ jungle လောက်အကောင်းဆုံး supporting ပေးနိုင်လိမ့်မယ်အဲဒီမှာဘတ်စားရတာမြန်ပြီးတော့ jungle rotation တွေအများကြီးတာတဲ့အချိန်မှပြောခဲ့တဲ့ hero တွေဖြစ်တဲ့ suyu တို့ julian တို့အဲ့ဒီလိုကောင်မျိုးတွေအပြင် alpha တို့ dyro လိုကောင်တွေပါလာ ခဲ့လို့ရှိရင်ကိုရီးယားအဲ့ဒီ channel လာတွေကို supporting ပေးဖို့အတွက်အဲ့ဒီ channel လာတွေနဲ့အားလီမှာအသာစီးရဖို့အတွက်ဒီအချက်လေးတွေကအသုံးဝင်ပါလိမ့်မယ်အမီဘက်မှာ supply push လို့ရတဲ့ hero တွေတနည်းအားဖြင့်တော့ဗျာစောက်တခိုးရေပါလာတဲ့ပွဲတွေဆိုရင်တော့ lane mini ရဲ့ mini map ကိုကြီးတက်ဖို့လိုပါမယ်ဒီလိုချိန်မှာဆိုတော့ဖြင့် enemy creep ကဘယ်နားလေးကနေဘလို့လာပြီလဲဆိုတာကိုကျွန်တော်တို့က vision မရပါဘူးအဲ့ဒီလို vision မရတဲ့အခါကျရင် enemy creep တွေဘယ်နားမှာရှိနေလဲဆိုတဲ့အရာကိုကြည့်ဖို့အတွက်ကိုယ် creep တွေကိုအရင်ကြည့်ဖို့လိုပါတယ်ဒီမှာကျွန်တော်တို့သိထားမှာတကူက lane mini ရဲ့နေဆိုတာကသူမနဲ့မင်းလို့မဟုတ်ဘဲနဲ့တစ်ချိန်နဲ့တတိယတဲ့ဒပုံစံနဲ့ထွက်တာဖြစ်တဲ့ အတွက်မီနီမတ်မှာကိုယ့်ရဲ့ခရီးတွေရောက်နေတဲ့နေရာက enemy ခရီးတွေရောက်နေတဲ့နေရာနဲ့တပုံစံနဲ့ဆိုတာကိုတည်ထားရပါမယ်ဒီလိုချက်ကိုတည်ထားခြင်းကဘာလို့ကောင်းကျိုးရှိလဲဆိုတော့မီယာတို့ဇီလောင်းတို့ဆန်းတို့အာဂတ်တို့တခြားတခြားသောဗျာ split push လို့ရတဲ့ hero မှန်သမျှရဲ့ position ကိုခံမှန်းနိုင်ပါတယ်တော်ပါဦးအမြဲတမ်းခိုးကြိုးခံနေရတဲ့လူတွေကတော့ဒီချက်ကိုကောင်းကောင်းနားလည်နေမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဂါဂနနရှင်းပြနေစရာမလိုဘူးလို့ထင်ပါတယ် enemy ဘက်က split push လိုက်လို့ခရီးတွေများလာပြီးတော့ကိုယ့်ရဲ့တာဝါတွေပေးလိုက်ရတယ်လို့တာဝါနှလုံးသုံးလုံးလောက်ဇက်တိုက်တွေပေးလိုက်ရတယ်ဆိုလို့ပါလို့ဆိုတာကပွဲထဲမှာအမြဲတမ်းဖြစ်နေကြပါဒီဘက်က ကြည့်ရင်တော့အပေါ်လိန်လို့ခေါ်ပြီးတော့ enemy ဘက်ကကြည့်ရင်တော့အောက်လိန်လို့ခေါ်ပါတယ်အဲ့တော့တန်းကန်တဲ့ကောင်းဒီအနေနဲ့ဘယ်လိုမျိုးမခန်းနစ်လေးကိုသွင်းထားရမလဲဆိုတော့အမြင်နဲ့အောက်လိန်ကနေပြီးတော့ဂန်းပို့ပါအခုနောက်ပိုင်း upgrade တွေမှာ cloud တွေကို customize လုပ်လို့ရပြီဖြစ်တဲ့အတွက်တော်တော်များများ cloud တွေကိုကြီးထားကြတာများပါတယ်အဲ့ဒီတော့ဘယ်လိုအကျိုးဆက်တွေဖြစ်လာလဲဆိုတော့ကိုရီးယားဒီဘက်ကမမြင်ကွယ်ရာနေပြီးတော့စကေးတစ်ခုခုတောင်းလိုက်လို့ရှိရင်မမြင်ရတာတို့ဘာလို့ဖြစ်နိုင်နေတယောက်နဲ့တယောက်ကအမြင်အရုံချင်းလည်းမတူသလိုအယုံဆိုင်နိုင်စွမ်းနေလည်းမတူတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီအချက်ကို Farsa တို့ Selina တို့ Novaria တို့အဲ့ဒီလိုမျိုး long rate hero တွေကင်တဲ့လူတွေကိုတုံးမယ် ဆိုရင်တော့ပြင်တော်တော်လေး effective ဖြစ်မှာပါအရှိဟိုပဲကြည်နေရတယ်သူတို့ရဲ့ skill ရဲ့အကြောင်းဘေးဒီကိုတတိမှတ်သားမိတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီ hero တွေကိုလွယ်လွယ်နဲ့ဖမ်းနိုင်လိမ့်မယ်လူတစ်ယောက်နဲ့တစ်ယောက်ကအမြင်အရောင်နဲ့အာရုံစိုက်နိုင်စွမ်းနဲ့မတူတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် brother တို့ကတည်တည်ချာချာလေး100%ဖမ်းမိကျင်နေဆိုတော့ပြင်ဒီလိုမျိုးမမြင်ကွယ်ရာကနေ flicker နဲ့ဖမ်းတာအသေးကြပါလိမ့်မယ်နောက်ပြီးတော့ edit နေနဲ့တစ်ခါရဲ့ထည့်ပြောလိုက်ရမယ်ဆိုတော့ပြင်ကျွန်တော်မူ wild legend ဆော့ရဲ့လူတစ်တပတ်များကအနောက်ကိုတိတ်ပြီးတော့ကြည့်လိမ့်မရှိပါဘူးအဲဆိုအဖြစ်ကတော့ကျွန်တော်က phone screen ကိုဒီနားလေးကနေလက်နဲ့ရှေ့ပြီးတော့ဒီတိုင်းပဲကြည့်လိုက်ကြတာများပါတယ်အဲ့ဒီလို mobile legend player တစ်တပတ်များလုံးနေ နေကြတဲ့ဒီအချက်ကိုအသုံးချပြီးတော့ကျွန်တော်တို့ကလိန်ကန်ကင်းနေပါတယ်လို့တဲ့အခါဒါမှမဟုတ်လေမစမန်နေမိတွေကိုဖမ်းတဲ့အခါကျရင်တို့ရဲ့ screen query အားနေဖမ်းတတ်ဖို့လိုပါမယ်ဒီလိုပိုဇယ်ရှင်မှာဆိုရင်တော့ဖြစ်ရင်ဒီဘေးတောင်နာလေးရခြုံနာလေးမှာဆိုရင်လည်းပဲစောင့်ပြီးတော့ဖမ်းလို့ရတယ်ဒါမှမဟုတ်လေဗျာတာဝါအပြင်ဘက်ကနေပြီးတော့လေဒီဘက်ခြုံမှာစောင့်ပြီးတော့ဖမ်းလို့ရပါတယ်ဒါပေမဲ့ကိုဖမ်းမှုစီစဉ်နေရဲ့ကောင်အိုင်ပတ်ကြီးနဲ့ဆိုရင်တော့စိတ်မကောင်းပါဘူးအဲ့ဒီကောင်တွေကိုဖမ်းလို့ရမှာမဟုတ်ဘဲနဲ့အိုင်ဘက်ကပြောရမယ်ဆိုရင်ကျွန်တော်တို့ဖုန်းတွေထက်ပို့ပြီးတော့ view မြင့်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တို့ကိုဖမ်းမှုဆိုတာတိတ်ပြီးတော့မလွယ်ဘူးလို့ပြောလို့ရမယ်အိုင်ဘက်နဲ့ view နဲ့ဘာဆိုင်လဲဆိုရင်တော့ YouTube မှာ ွားချကြည့်ကြဖို့ပဲပြောချင်ပါတယ်။ဒါကမဆက်ကျွန်တော် channel လေးရဆိုရင်လည်းပဲအခုလက်ရှိချိန်မှာဆိုရင်တော့ဖြင့် subscriber 60k ဆိုတဲ့အနေထားကိုရောက်တော့မှာဖြစ်တဲ့အတွက် brother တို့အနေနဲ့ဒီလို video တွေကိုစိတ်ဝင်စားရဲဆိုတော့ဖြင့်ကျွန်တော်ရဲ့ channel လေးကိုလေ like and subscribe လေးနဲ့အကူအညီအားဖြစ်ပေးသားဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးသားပြီးဖေးက notification bell လေးကိုလည်းနှိပ်ပြီးသားပြီးဆိုရင်တော့ဖြင့် video လေးကို select လိုက်ကြတာပေါ့။ လက်ခံကျင်စရာတော့မကောင်းဆိုပေမဲ့တာဝါဆောင်းနဲ့ဆိုတာကမိုဘိုင်းလက်ကျန်တွေမှာတကယ်ရှိပါတယ်။လက်ရင်းခံထားတဲ့ကျွန်တော်အနေနဲ့ဘလူးနေနေပြဟီရိုနီချာအရာကိုကကိုကျုံးနိုင်အောင်ကျွန်တော်အနေနဲ့လုံးဝမနိုင်ဘူးတွေးကြတဲ့အတိုင်းပဲအာလီဘိုင်းမှာဆိုရင်ဟိုကောင်ကလိုက်မချလို့ဒါကျွန်တော်ကမသိတာပါ။ဒီလိုချင်းနေမျိုးမှာကျွန်တော်တို့ကဘလူးလောက်ရမလဲဆိုတော့တာဝါဆောင်းနဲ့ကိုအားကိုးဖို့လိုပါမယ်။ကျွန်တော်တို့ကကိုလက်ရင်းခံထားတာဖြစ်တဲ့အတွက်တာဝါထဲမှာပဲ AC နေအကောင်ရှင်းလိုက်တဲ့ခွီရီယာကိုတာဝါတဲကိုရောက်လာတဲ့အခါကျရင်ကိုရီးယားလက်ရှိရောင်စားပါ။ပြီးရင်တာဝါထဲမှာရှိတဲ့တာဝါဆောင်းနဲ့ကိုအားကိုးပြီးတော့တွေးကြတဲ့အတိုင်းပဲ recorder ပြပြနဲ့တော်တော်ပြီးတော့စပါဗျာ။ဒီလိုနဲ့စောက်ပေါ်က ိုကျုံနိုင်ရဝီကနေဆိုပြီးတော့အမှလှန်ကြီးလှန်တာခံလိုက်ရပါလိမ့်ရောဒီလိုနီလန်းကိုတုံးပြီးတော့အာလီဘိုင်းမှာအသက်နိုင်သမျှမတည်အောင်နေရင်းနဲ့ကိုကျုံနိုင်ရတဖြည်းဖြည်းနဲ့အကျုံးခံရမယ်ခြင်းကိုရောက်ရှိလာပါလိမ့်ရောကိုကျုံနိုင်သွေးတဝက်လေးနဲ့ဇုံအမှလှန်လိုက်ပြီးပြီး inspire လေးနဲ့ဖွင့်ပြီးတော့အဲကိုကျုံနိုင်ကိုကျုံနိုင်အဲမူယာမာယာတွေကို तू မတည်ဘူး तू မတည်ဘူးဝီဒါဝါလေးကိုထဲ့မယ်ပြီးဇုံ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 တို့လိုက်ထုံတယ်အဲမင်းက better fine နဲ့ခဲကျင်သေးရလားဘာမှမဖြစ်ဘူးငါညီလေးအာလီဘိုင်းမှာ तू ကျုံနာမခံရရလေရောကိုရီးယားဆောင်ရမ်းနေဖက်နေပြီလေခုလိုချိန်မှာဆိုရင်တော့ဖြင့်ကိုကျုံနိုင်ကိုကိုလန်ကြီးကပြန်ပြီးကျုံနေပါပြီဘယ် င်းနေစကားလည်းညောင်းပြန်တိတ်လိုက်ရမယ်ဆိုတော့ဖြစ်ရင်အရှိမပြောခဲ့တဲ့ mobile legend တွေမှာတာဝါဆောင်းနေဆိုတာကတကယ်ရှိပါတယ်ကျွန်တော်တို့အနေနဲ့အားလီပိုင်း9မိနစ်တနည်းအားဖြင့်တော့ဗျာဂိုးရှိတွေမပြောက်ခင်အချိန်အတော်တွင်းမှာဆိုရင်ကျွန်တော်တို့ကတာဝါထဲမှာရှိနေတဲ့အခါ50% damage reduction ကိုရပါတယ်ပြောချင်တာကတော့ကွာကိုကတာဝါထဲမှာရှိနေတဲ့အချိန်အတော်တွင်း enemy ကတာဝါထဲထိလိုက်ချမယ်ဆိုရင် enemy ပေးတဲ့ damage က50%ရော့နေမယ်ဆိုတဲ့သဘောပါကိုရီဘက်က hyper သွေးနည်းနည်းလေးပဲရှိတဲ့ maximum ကိုသွားချပြီးတော့သွေးနည်းနည်းလေးပဲရှိတဲ့ maximum ကမတည်ဘဲနဲ့ကိုရီဘက်က hyper ပြန်တည်သွားတယ်ဆိုတာကဒီ50% damage reduction ကြောင့်ပါ နေလေးပဲရှိတော့တဲ့ချောင်ဘရိုလေးတွေကသူ့ရဲ့တာဝါတွေကိုဘက်ကိကန်လိုက်တဲ့အခါအဲ့ဒီသွေးနေနေလေးကမတည်ဘဲနဲ့ကိုကပြန်တည်သွားတယ်ဆိုတာကလည်းဟော်ရီကဒမ်မီရက်ဒက်ရှင်းကြောင့်ပါပဲ။ဒါပေမဲ့တည်ထားရမှာတကူကတာဝါထဲမှာရမယ့်ဒမ်မီရက်ဒက်ရှင်းဆိုတာဆော်မရှိရင်သုံးမဝင်ပါဘူး။တွေးကြတဲ့အတိုင်းပဲဒမ်မီရက်ဒက်ရှင်း50%ဆိုတာဘယ်နေမှမသိခါလီတော့ပြန်မတည်တော့ပါဘူး။အန်နမီဟိုက်ပါကိုနောက်ကိုလိုက်နေပြီးကိုကမေးကြီးကင်ထားပြီးတော့ဘတ်စပဲမှလည်းမရှိတော့တဲ့အပြင်သွေးလေးနည်းနေပြီဆိုလို့ကတော့ကိုရဲ့မလင်းတာဝါတွေကိုဝင်ပြေးပါ။ကိုလေးမှရှိတဲ့မစမန်းနေနေလေအန်နမီတက်နဲ့အန်နမီမစမန်းကိုကိုလိုက်တတ်နေပြီဆိုရင်တော့ဖြင့်တာဝါထဲကိုဒါဘစ်ကြောင့်ဝင်ပြေးပါ။ချမ်ပရိုလီတော်တော်ဒီ မှာချွင်းညက်ဖြစ်ပြီးတော့ချောင်းကင်လိုက်ပြီဆိုတာနဲ့ကိုရီးယားတာဝါရှိမှရကောပြရမှာဖြစ်ပြီးအဲ့ဒီလိုရကောပြခြင်းရပဲတာဝါမှာရမယ်။ Damage reduction 50%ကိုချောင်းဘရိုလေးအနေနဲ့ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မှာပါ။ကဲဆိုတော့ကကျွန်တော်ဒီကနေ့ဗီဒီယိုတော့လောက်ပါပဲ။ကျွန်တော်အနေနဲ့ rank တက်ဖို့ကောင်းတဲ့ hero တွေဘာညာတရကာတွေမတင်ဘူးဆိုတာကကျွန်တော်ကိုယ်တိုင်စတားတရာရောက်ဖို့အတွက် rank ကိုဖင်ပြအောင်တက်နေရတာ ဖြစ်တဲ့အတွက်အခုလိုချိန်မှာကျွန်တော်လေးဗီဒီယိုတွေတိတ်ပြီးတော့မလုပ်နိုင်သေးပါဘူး။ဒီဗီဒီယိုတော့မှအရင်တော့က edit ထားတဲ့ progress link လေးတွေကိုယူယူသုံးရင်းနဲ့လောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တပတ်မှာဗီဒီယိုတစ်ပုတ်ပဲတင်နိုင်တဲ့အနေအထားတွေမှာရောက်နေတယ်။အဲ့ ီတော့နားလည်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်မစိုင်းပါနောက်နေ့နောက်နေ့ကြရင်လည်းမတူညီရဲ့ကွန်းတဲ့တဲ့တင်နဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲပေးကြပါစေဘိုင်ဘိုင်ပါခင်ဗျာ